မြာတိချက်ကြွေမွေးရမြင်နဲ့ဝေးရမှာရုံးကလှုပ်ရှားနေကြရတဲ့မြန်မာလူမျိုးတွေရဲ့မျောလင့်ချက်အိမ်မက်တွေနဲ့သူတို့ဘယ်လိုစူးစမ်းနေထိုင်ကြလဲဆိုတာနားဆင်ကြရမှာပဲဖြစ်ပါတယ်မင်္ဂလာပါကိုရနေရဲ့ဟုတ်အခုထားရောက်တာဘယ်လောက်ကြာပြီလဲဆရာအော်ထားရတာတနေ့ခွဲရှိပါခင်ဗျထားရောက်တာတနေ့ခွဲရှိပြီဟုတ်ဒီထားအောင်လာရင်ကိုအရင်ကဘယ်မှာနေလဲ ဖမ်းရုံမလာခင်အရင်ကကျွန်တော်စင်ကူကနေပါတယ်စင်ကူမှာစနေကြော်လုပ်ခဲ့ပါလေ။ဩအကွာစင်ကူကနေပြီးထိုင်းအောင်လာတာ။ဟုတ်တယ်။စင်ကူကနေထိုင်းအောင်လာတာ။ဟိုစင်ကူကနေထိုင်းအောင်လာတာကဘာလို့လာလဲ။ဘာလို့လာလဲဆိုတော့ကျွန်တော်တကယ်တော့ဖမ်းကိုလာဖို့စီစဉ်မရှိပါဘူး။ကျွန်တော်ရဲ့စကန်ပလမှာလည်းမလဲတပ်ပန်နေမှလည်းမရှိပါဘူး။ကျွန်တော်တို့နိုင်ငံကစင်ကာပူကနေပြီးတော့တခြားနယူးဇီလန်ဩစတြေးလျကနေဒါတက္ကသိုလ်တခုသွားကြတယ် ။ဒါပေမဲ့အချိန်မှာကျွန်တော်ကျွန်တော်ရဲ့ကျွန်တော်ဖြစ်ချင်တဲ့အဲရှင်မချက်တွေဖြစ်မလာဘူးဗျ။လုပ်ချင်တဲ့ပေးထားတဲ့အစီအစဉ်တွေရောနောက်တစ်ခုကဟိုလုပ်ထားတဲ့လုပ်ငန်းတွေရောရှောက်ထားတဲ့ကိစ္စတွေရောအဆင်မပြေလောက်။အချိန်မှာပဲအလုပ်ကတဖြည်းဖြည်းနဲ့ပါမစ်ကလည်းကုန်လာတယ်။တတန်းကလည်းတိုးလို့မရဘူး။နောက်တစ်ခုကဖြစ်တာကအင်းစင်ကိုဆိုရလဲစနေကျော်လာတဲ့စကေးဝါကာတွေကိုသူတို့ကလာတာ အာအနည်းဆုံး၄တောင်ကနေစပြီးတော့ပေးထားတယ်တက်မှတ်ချက်တို့ရှိကျွန်တော်ကုမ္ပဏီကလည်းကျွန်တော်အဲ့လောက်ထိမပေးနိုင်တဲ့နေထိုင်မျိုးဖြစ်သွားတဲ့အတွက်ကျွန်တော်ဟိုနောက်တစ်ခုကိုတွားဖို့ဖြစ်လာခဲ့တယ်အလုပ်ကတစ်ခုကလည်းတက်ချက်လို့မရအောင်အချိန်မှာအရင်အရေးကိုဘယ်လိုပြောမလဲကက်ဖြစ်သွားတယ်နောက်တစ်ခုကဟို တစ်ခုနဲ့တစ်ခုချိန်ဆက်မှုပါလေအရင်အချိန်တည်းဟောအချိန်မှာကျွန်တော်တလလောက်ပဲချိန်ရလို့ရှိမှာကျွန်တော်တို့ choice မရှိတော့အဲ့ကြောင့်မထောက် time ရောက်လာခဲ့တယ် time မှာလည်းအတိတော့မရှိဘူးဒါပေမဲ့ကျွန်တော်ရလို့ဖြစ်တယ်လို့ပဲရအောင်ကြိုးစားပြီးနေမယ်ဆိုတော့ time နိုင်ငံကိုပဲရောက်လာခဲ့မြန်မာနိုင်ငံပြန်လို့ရတယ်အချိန်လေးမကောင်းဘူးခွင့်မသာသေးတဲ့အချိန်လေးဖြစ်နေတယ်ကျွန်တော် time မှာပဲယူချင်တယ်မရှိတော့လို့ဆိုတော့ကျွန်တော်ရဲ့ဟို first level မဟုတ် second level မဟုတ်ဘူးကျွန်တော်ဒါပေမဲ့ရောက်လာခဲ့တယ်ပေါ့ဗျာဒါပေမဲ့ဒီလိုပဲဒီလိုမှာပဲအခြေဖြစ်လောလောဆယ်အခုချိန်ကြီးတော့အခြေချဖြစ်နေသေးတယ်ပေါ့ဟုတ်ပါဘူးအခု time ကိုရောက်တဲ့ဒီ တနှစ်ခွဲအတွင်းမှာပေါ့နော်ထိုင်းမှာကိုဘာတွေလောက်ရလဲဘာတွေလောက်ရလဲဆိုတော့ကိုဘာတွေလောက်ပြီးတော့နေလဲစင်ကူမှာရောဘာတွေလောက်ခဲ့လဲအဲ့ဒါလေးပြောပြပြပါလားဟုတ်ကျွန်တော်စင်ကူမှာတော့ကျွန်တော် FB နဲ့လုခဲ့တာကျွန်တော်ဂျပန်ဆိုင်မှာလုခဲ့တယ်ကျွန်တော်ဂျပန်လိုပြောကျွမ်းကျင်ပြောတယ်လေဂျပန်ဒီအဖွဲ့အစည်းတွေနဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်မှုတွေမှာကျွန်တော်ဝင်လုခဲ့တဲ့အတွက်အဲအင်းဂျပန်ပြောလို့ရတဲ့အတွက်ဂျပန်စကားလေးတက်လာခဲ့အချိန်တည်းမှာပဲကျွန်တော်ရဲ့လောက်ဖို့ကံပဲဒီတော့တရုတ်လေးဖြစ်တော့တရုတ်စကားလေးပြောလို့သွားတယ်အချိန်မှာကျွန်တော်တရုတ်နေနေဂျပန်နေနဲ့ဟို ကုမ္ပဏီတို့မျိုးပြောတဲ့ပြောတဲ့ဆိုတဲ့အတွက်ကျွန်တော်တိုင်းမှာအလုပ်လာတိုင်းမှာခဏလာနေခဲ့ပြီမြေကျွန်တော်အလုပ်ကိုင်လိုက်ရှာတဲ့အချိန်မှာအလုပ်ကိုင်နေခွင့်ဒီအများကြီးရခဲ့ပါတယ်ဟုတ်ကဲ့အဲ့လိုပဲအခုအချိန်မှာတော့ကျွန်တော်ဘူးလို့ဆိုတော့ထိုင်းနိုင်ငံမှာရှိတဲ့ဟိုစားတောက်ဆိုင်တစ်ခုမှာထိုင်းစားတောက်ထိုင်းစားတောက်တွေရောင်းတဲ့စားတောက်ဆိုင်တစ်ခုမှာကျွန်တော်ဟိုစားပြီးဝင်တဲ့ဖြစ်တစ်ခုဘူတာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်အခုဒီအဲ့မှာပဲလုပ်ပြီးတော့ဒီထိုင်းမှာပဲအဲအချိန်လေးတစ်ခုတည်းရည်တည်နေပါတယ်ခင်ဗျဟုတ်ကျေးဇူးပါထိုင်းကနေပြီးတော့ကွာစင်ကာပူကနေပြီးတော့ထိုင်းကိုလာတယ် ထိုင်းပြီးတော့ရောထိုင်းရနေဟိုဘယ်ကိုသွားဖို့စီစဉ်ရှိလဲနယူးဇီလန်နိုင်ငံကိုသွားဖို့လုပ်နေပါတယ်ခင်ဗျာအော်နယူးဇီလန်နိုင်ငံအလုပ်တွေကိုကျွန်တော်လိုက်လျှောက်ပြီးတော့အင်တာဗျူးဖြေထားပါတယ်ကျွန်တော်တဲ့ဗီဇာကိုသာသာဆက်ဆင်းလုပ်နေပါတယ်ဗီဇာဗီဇာရရင်တော့ကျွန်တော်လေနံပါတ်ဝယ်ပြီးသွားဖို့ပါပဲခင်ဗျာဟုတ်ကျေးဇူးပါနယူးဇီလန်ကိုသွားမယ်ဆိုရင်ဘာတွေလိုအပ်ချက်တွေရှိလဲဘာတွေလိုအပ်ချက်တွေရှိလဲဆိုတော့ကိုယ့်ဘက်ကဘတ်စကီးတွေဖြေထားရမလဲဒီလိုမျိုး general worker အနေနဲ့သွားမယ်ဆိုရင်ဘာတွေလိုအပ်လဲအားလေးကိုတစ်ချက်တော့ကျွန်တော်တို့ပြောပြပြီးပါဦး ဟုတ်အဓိကတော့ဟိုလုံမဲ့ဆိုရင်ကိုလုတ်ချင်တဲ့လုပ်ငန်းနဲ့ကိုရဲ့ဟိုတတ်ထားတဲ့ဝင် professional life နဲ့အများဆုံးဟိုဖြစ်ဖို့ဟာတာဖြစ်ဖို့လိုတာပေါ့ဗျာဟိုကိုလုံခဲ့တဲ့လုံခန်းကလုပ်ငန်းကကိုကဥပမာဗျာ FM ကလုတ်ခဲ့တယ် FM background ရှိတယ် FM တွေ့ကြုံချက်ဆိုရင်ဟိုမှာရှိတဲ့ job site တွေကနေပြီးတော့ FM နဲ့ဆိုင်တဲ့အလုပ်တွေအဲ့လိုမျိုး service ဘိုင်းတွေ FM ဟိုစာပြေနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာသာသာဆိုင်နေ resort တွေ hotel တွေမှာအဲ့လိုမျိုးလိုက်ရှောက်လို့ရပါတယ်အဲ့လိုလိုက်ရှောက်လို့အတွက်အကျောင်း site တွေရှိပါတယ်ဟိုမှာ job tv job indi just the element of idea နေပြီးနယူးဇီလန်ကို specialty ထားပြီးတော့ focus ရှာပြီးတော့ရှာပေါ့အဲနယူးဇီလန်ဖြစ်ဖြစ် australia ဖြစ်ဖြစ် canada ဖြစ်အဲ့လိုနိုင်ငံတွေရဲ့ job တွေကအာ တော်တော်များများဟိုလူလျှောက်တဲ့လူတွေနဲ့ပါဒါပေမဲ့ကိုကိုကိုကွန်ဖီဒန့်ရှိရှိနဲ့လိုက်ပြီးတော့ရှာမယ်ဆိုရင်တော့ရနိုင်ပါတယ်အဓိကတော့သူတို့နိုင်ငံ Twitch ဘက်ကရတဲ့ interview ရလို့ရှိရင် interview ရတဲ့အခွင့်လေးကိုဟိုချက်ချင်းရအောင်စုပ်ကင်ပြီးတော့ချက်ချင်း interview ဖြစ်နိုင်ပြီးကိုဘက်ကလည်း confidence ရှိတယ်ကိုကလည်းလုပ်ငန်းဝင်နဲ့သူနဲ့တအားစားတာဖြစ်တယ် English ကလည်းပြောနိုင်တယ် IELTS ဖြစ်နိုင်ထားတယ်ဆိုရင်ကိုအတွက်အလုပ်ငန်းအလုပ်ကန်ကြီးရဖို့ကအခွင့်အရေးအများကြီးရှိပါတယ်ဟုတ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စကားမဆက်ပါတော့အခုမြန်မာနိုင်ငံကနေထွက်လာတာဘယ်လောက်ကြာသွားပြီလဲဗျာ မ်မြန်မာနိုင်ငံကျွန်တော်ကျွန်တော်စတဲ့လာဘွေးရပြီးတည်းကစထွက်တယ်ဆိုရင်2000နဲ့2000နဲ့2006ခုနှစ်တွေကကျွန်တော်စထွက်တာဗျာ2006ခုနှစ်မှာကျွန်တော်မလေးရှားကိုစသွားတယ်အလုပ်ကျွန်တော်ကြီးမှာတင်းနေတက်ပြီးတော့ family တင်းနေမှာတက်ပြီးတော့ကျွန်တော်မလေးရှားနိုင်ငံမှာစပြီးမလေးရှားနိုင်ငံရဲ့ဂျုံဂျုံလေးတချို့ကပြီးတော့ဟိုတယ်တစ်ခုမှာကျွန်တော်လုဆိုက်ရခဲ့ဗျာအဲ့မှာကျွန်တော်ရဲ့ first ် overseas job ပေါ့ဗျာအဲ့မှာပဲကျွန်တော်၃နှစ်လောက်အချိန်ကုန်ပြီးတော့၃နှစ်လောက်တည်ယူနေလာပြီးတော့အချိန်မှာတော့နောက်တစ်ကျွန်တော်ဂျော်ဒန်နိုင်ငံသွားတယ်ဗျာဂျော်ဒန်မှာတော့ကျွန်တော် hotel တစ်ခုကနေ interview အောင်ရင်းနဲ့အဲ့ hotel မှာပဲကျွန်တော်အလုပ်ရခဲ့တယ်အဲ့ hotel မှာကျွန်တော်စူးစမ်းပြီးလုပ်ခဲ့ရင်းနဲ့တနေ့လောက်ကြာလေးကျွန်တော်စင်ကာပူရဲ့ထပ်ပြီးတော့ထွက်လာတာအဓိကတော့ media အစ်စွာနည်းနည်းလေးယာဒီယူကလည်းနည်းနည်းလေးပြင်းနေအပူပိုင်းဒေတာဖြစ်တော့ကျွန်တော်ဟိုအရင်ကျွန်တော်တို့ အဓိကအဓိကတော့ဗျာကိုစားကျင်နေအစားစားအဒေသနဲ့အစားစားတွေလည်းရှားပါတယ်နောက်တစ်ခုကမြန်မာလူကြီးတွေလည်းညတော်နေတယ်ကိုတယောက်တည်းထီးထီးကျန်တဲ့စိတ်နဲ့ဖြစ်တယ်အဲကြောင့်မလို့ကျွန်ဒီဘက်ကိုပြန်ပြီးတော့ meter x ကနေပြန်ပြီးတော့ asia ဘက်ကိုပြန်ကူလာခြင်းမှာစင်ကူရဲ့အလုပ်ကိုပြန်ရတယ်ပြန်ပြီးတော့ online နဲ့ပြန်ဆိုင်တဲ့စင်ကူမှာ job offer တွေရစင်ကူရဲ့ဂျပန်ကုမ္ပဏီမှာလှုပ်ရှားနေတယ်နောက်တစ်ခုအဲ့လိုပဲကျစင်ကူပြန်ရောက်လာခဲ့တယ်ပေါ့ဗျာစင်ကူမှာလုပ်နေတဲ့စင်ကူကတော့ကျွန်တော်တောင်းခဲ့တဲ့နိုင်ငံတွေမှာတော့အကောင်းဆုံးပါပဲတော်တော်လေးစီကံနေတယ် တည်ကြတယ်တည်ဝတ်တယ်နောက်သူက communication traveling transportation အကုန်လုံးအကုန်လုံးကကိမီတိုတက်တယ်ခင်ဗျအဲ့ဒါကြောင့်မကျွန်တော်စင်ကာပူကိုကြိုက်ပါတယ်ကျေးဇူးပါအိုစင်ကာပူကြိုက်တယ်ဆိုဘာလို့စင်ကာပူမှာထပ်မနေတော့တာလဲအဓိကတော့စင်ကာပူမှာတော့อืมဆိုတော့ကျွန်တော်ပြောခဲ့သလိုပေါ့အလောက်ကလည်းอืมတက်တန်းတို့လို့များတော့အချိန်မှာနောက်ပိုင်းဟို scale scale level scale level တခုရောက်သွားပြီ level level တခုအတွက်တက်သွားပြီဆိုရှင်သူတို့ M1 ကိုကသူတို့တက်မှတ်ထားတဲ့ target တခုကိုကို company ဘက်ကလိုင်းလျောညီနေမပေးနိုင်တဲ့အချိန်မျိုးမှာသူတို့ရဲ့ဒီ aspect တွေက aspect load market တွေတော်တော်လေးကိုအခက်အခဲဖြစ်နေပြအဲဒီအချိန်မှာကိုအနာဂတ် plan တခုရွေးချယ်ထားနိုင်ခြင်းမယ်ဆိုရင်ပုံကြီးကောင်းတယ်အတူကနောက်တစ်ခုကမရခဲ့ဘူး PR လည်းမရဘူးအလုပ်လုပ်ငန်း PR ရှောက်လို့လည်းအဆင်မပြေဘူး ခုနိုင်ငံသားပြဖို့ပါလေအရင်ခွင့်ရနေတယ်ခုနိုင်ငံ image ကငမဲမှာတိတ်ပြီးတော့မတို့တက်လာတဲ့အချိန်မှာကိုရီးယားအာအချိန်ချိန်မှာတော့သူတို့လုတ်ပေးဘလောက်ပဲလုတ်ပေးလုတ်ပေးခဲ့အချိန်ချိန်မှာတော့ဘယ်ကမ်းပါပဲအဲ့ဒါမျိုးကိုတက်အစီအပြေနိုင်ငံမျိုးကိုချိုးပြီးကြီးချိုးပြီးတော့ချိုးတင်ပြီးတော့စီစဉ်စီစဉ်ထားတင်တယ်ဥပမာတက်ကန်ထိသွားမယ်ဘလိုနိုင်ငံတွေသွားမလဲဥပမာကနေဒါတို့ဩစတြေးလျတို့ နေစီလာမျိုးအဲ့နိုင်ငံတွေသွားမယ်ဆိုကြိုတင်ပြင်ဆင်လာနေပြီကိုယ်နိုင်ငံမှာအဲ့ဒီအချိန်မှာမနေနေဘူးကိုနေတဲ့အချိန်မှာခဏလေးအတအဆင်ပြေနေတယ်ဆိုပေမဲ့လည်းတချိန်ချင်းမှာကိုယ်တက်ခက်ခဲဖြစ်လာတဲ့အချိန်မှာအဆင်နည်းဖြစ်အောင်လို့ကိုယ်တက်က plan တွေချထားတင်တယ်ကိုရီးယားကြိုပြီးတော့ဟိုကြိုတင် plan တွေချထားကြပါအစီအစဉ်တွေဆွဲထားကြပါဟိုခဏတတရတဲ့အချိန်ဒီမှာ comfort zone မှာပဲနေပါနဲ့စူးစမ်းကြပါ thank you ကွန်ဖော့ဇိုနယ်မှာပဲမနေနဲ့ဆိုတဲ့ဟာလေးကိုအကျဲချက်ပြီးတော့ပြောပြပါလားလူငယ်တွေအတွက်ညီငယ်တွေအတွက်ညီမငယ်တွေအတွက်ဘယ်လိုမျိုးလဲ ကျွန်တော်ဒီလက်ရှိရောက်နေတဲ့အလုပ်ကလက်ရှိရောက်နေတဲ့နိုင်ငံမှာအဆင်ပြေနေတယ်ဗျာအဆင်ပြေနေတယ်အဲ့ဒါကိုပဲအခုကထပ်ပြီးပြောသွားသေးတာ comfort zone မှာပဲမနေနဲ့ဆိုတော့ကျွန်တော်ဘာတွေထပ်လုပ်ဖို့လိုလဲဘာတွေတိုးတက်ဖို့လိုလဲအခုတကူရေးစာအမြင်လေးကျွန်တော်တို့ sharing လေးလုပ်ပေးပါဦးอืมအခုပြောနေတာတော့ဟို comfort zone ဆိုတော့ဒီမှာကိုကဒီမှာတာရနေတယ်ခဏတာအဆင်ပြေနေတယ်ဟိုလာတာလေးကောင်းနေရအလုပ်ကလေးကလည်းလာတာအဆင်ပြေနေတယ်ဒါပေမဲ့ဘယ်တော့ထိအမှတ်ကန်ချက်ရှိလဲကိုဘွားအတွက်ဘယ်တော့ထိ ခွင့်ပေးနိုင်တယ်။ပြီးရည်ဘလော့နီပေးနိုင်လဲသူတို့ဒီမှာရေရှင်နေရင်းရလားသူတို့ရဲ့ဒန်းလူလက်စားခွင့်ရရလားသူတို့လူမျိုးတွေအနည်းတူကိုယ်တိုင်အလုံးလက်ခွင့်ရရတယ်ကိုရကိုလုံးတလောက်လုံးရတဲ့ထိုက်တန်တဲ့လောကကြီးရလားကိုတဲ့ benefit တွေသူတို့နိုင်ငံသားတွေရတာအဲ့လိုမျိုး check အဓိကအခုဆိုလို့ကျွန်တော်ကအဓိက challenge တွေရှိပဲလူတိုင်းမှာ challenge တိုင်းကိုလိုက်ပြီးတော့ ဒီဇာနယ်ရမယ်လုပ်ခိုင်နေရမယ် opportunity ရရှိ opportunity တိုင်းမှာလည်း challenge ရှိတယ်အဲ့ opportunity ရှိရရှိတဲ့နေရာတိုင်းကို challenge ရှိတဲ့နေရာတိုင်းကိုကိုကကိုရဲ့ focus ကထားပြီးတော့ကိုလုံးနိုင်ဆုံးရှိရမယ်အဓိကကိုဆိုရင်အဲ့လိုမျိုးပဲဘယ်ဘယ်ဘလောက်ပဲခက်ခဲနေပါလိမ့်ဘလောက်ပဲပြင်းပြင်းပါလိမ့်ဒါဆိုင်မမဲ့လို့ပါမရရမရဘူးဆိုတာမရှိမဖြစ်နိုင်ဆိုတာမရှိဘူးကိုစူးစမ်းရမယ်အချို့ရအာဒီဒီနေရာလေးမှာဒီကိုနိုင်ငံရောက်နေတဲ့နေရာကွာကိုရောက်နေတဲ့နေရာဘယ်မှာထိုင်းထိုင်းနိုင်ငံဆိုပါတော့ထိုင်းနိုင်ငံ သူ့နိုင်ရောက်နေတယ်သူစကားကိုပြောဖို့ပြောရမှာဒါသူ့လူမျိုးတွေရှိနေတယ်သူစကားသူ့ရဲ့အခြေခံစကားသူ့တုံးနေတဲ့စကားသူ့ရဲ့ local language ကိုတော့သိသိထားတဲ့နယ်နောက်တစ်ခုကမှအဲ့ရနေပြီးတော့ကြားလာတဲ့အကျိုးမြတ်တွေကကိုကိုဘယ်ရတော့တော့ဘယ်နေပြီးပြောဆိုဆိုကိုလူနိုင်ငံနဲ့ဘယ်မှာတော့ရှောက်ရှောက်ရှောက်ကိုရဲ့အလားတူကိုတဲ့ plus တွေပဲကြိုးစားပြီးတော့ကြိုးစားမယ်ဒီမှာထိုင်းနိုင်ငံနေမယ်ထိုင်းနိုင်ငံမှာနေရင်းနဲ့ပဲနောက်တော့အင်္ဂလိပ်စကားတွေလေ့လာမယ်ဂျပန်နိုင်ငံဂျပန်စကားတွေလေ့လာမယ်ဆိုရင် ဖို့အတွက်အများကြီးခွင့်လန်းနေအများကြီးရှိတဲ့ opportunity အများကြီးရှိတဲ့နေရာတွေကိုရောက်နိုင်တယ်။တွားပြီးလျှောက်လန်းလဲအလုပ်တွေရအလုပ်တွေကလက်တကမ်းမှာပဲနေရာတိုင်းမှာလည်းအလုပ်တွေအများကြီးပဲရှိတယ်။ဒါပေမဲ့အဓိကကိုယ့်ရှိမှာလိုအပ်တဲ့အရာတွေကိုမဖြည့်ဘဲနဲ့တိုင်းမနေနေတာမှီးနေတာ အမြင်ရောနေတာဆိုရှယ်မီဒီယာမှာပဲပျော်မွေ့နေတာအချိန်ကြီးကုန်နေတာအဲ့လားတွေကကိုယ့်အတွက်ကွန်ဖော့ဇုန်ပဲကိုကိုယ့်ရဲ့ကွန်ဖော့ဇုန်ကကိုယ့်ရဲ့ life ထဲမှာမတိမတာလေးနဲ့အချိန်ကြီးကုန်ကုန်သွားတနေ့တနေ့တာလည်းမတိမတာတနေ့နှစ်နာရီမတိမတာတနေ့နှစ်နာရီလောက်တနေ့ကိုတနေ့နှစ်နာရီလောက်ပဲကြိုးစားပြီးအချိန်လေးပေးကြီးစာလေးလာကြီးကိုယ့်အတွက်အများကြီးအများကြီးအများကြီးမျှော်လင့်ချက်ရှိတဲ့လိုချင်နေရာရောက်လာနိုင်တဲ့ 調査မှုတွေရလာနေနေ調査ရတာရလာနေနေအခွင့်အလမ်းတွေအများကြီးရှိနေတယ်။အဲ့လောက်ကိုကဆက်ပြီးခေါင်းထဲပေါ်ပေါ်လေးလာနေဖို့တနေ့တနေ့လောက်ပဲအချိန်ပေးပြီးတော့ဒီဥစားစာ調査ကိုလေးလေးလေးလာတဲ့ဟာတော်လေးလာကိုရဲ့သွားမဲ့လမ်းတွေကိုကိုယ်တိုင်ကိုယ်ပိုင်လိုက်ရှာပြီးတော့ရှာဖွေပြီးဖော်ထုတ်ပါလောက်ပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုကိုလည်းအိမ်ကနေထွက်လာတာတော့ကြာပြီဆိုတော့အိမ်နဲ့ရောအဆက်အသွယ်ရလားအိမ်နဲ့ပြောပြလား ဟုတ်ပြောပြပါတယ်အဓိကတော့ဂုံမီပါရင်းနဲ့လည်းမတွေ့တာကြာပြီဆိုတော့တွေ့တော့တွေ့ကြမှာဒါပေမဲ့ဘုနိုင်ငံဘလောက်ဒီအချိန်နေမှမကောင်းသေးတော့အချိန်မှာဟို Hello ဟမ်အနေဝိမင်ပဲလဲစိတ်ထဲမှာရှိနေုံနဲ့လဲအဝေးရနေပဲကိုယ့်ဘက်ကိုတက်နိုင်လောက်သဘောနဲ့လုံနိုင်အောင်ကြိုးစားနေရင်းနဲ့ပဲဘဝကြီးကဒီလိုပဲတယောက်တည်းနိုင်ငံခြားမှာအချိန်ကုန်နေတယ်ပဲအသက်ကြီးလာတာပေါ့ လောက်ပါပဲတခါလေမှတော့ကိုမိကိုမွေးရမြေကိုလမ်းပြင်မဲ့ကိုတို့အများကြီးကြိုးစားနေရမယ့်အချိန်ရှင်နေတဲ့အတွက်တက်ပြီးတော့ရှောက်လက်ရှေ့ဆက်ပြီးရှောက်လမ်းမဲ့လမ်းတွေလည်းအများကြီးအတွက်ကိုကြိုးစားနေရအောင်ပါပါအများကြီးကိုလည်းကျေးဇူးတင်ပါတယ်ကိုကလည်းဟိုလူတိုင်းရဲ့လူတိုင်းရဲ့လူဝဲတဲ့နေရာမှာအမြဲတမ်းအကျိုးပြုနိုင်တဲ့တောင်းတနေရာနေပေါဝင်နိုင်တဲ့ကူညီဖြည့်ဆည်းနိုင်တဲ့လူတရားဖြစ်ချင်လို့ကိုဆက်ပြီးကြိုးစားအောင်ပါပါကိုကြီးထောက်ပံ့နိုင်လည်းထောက်ပံ့ပေးအောင်ပါပါကျေးဇူးပါ မိသားစုကိုပြောကြံတာနဲ့မပြောဖြစ်တဲ့စကားတွေရောရှိလား။ဟိုမှာပြောညနေချင်းဆိုင်ဆိုရင်ပြောမထွက်ခဲ့တဲ့စကားမျိုးတွေသိမလား။အင်း။အားကြောင့်အခုဆိုရင်ညနေချင်းဆိုင်မဟုတ်တဲ့အချိန်မှာညနာသိမပူရတော့ဘောဗျာပြောကြံတာ။အဲ့တော့အဲ့အချိန်မှာအခုရှင်ထဲမှာကိုမိသားစုကိုပြောကြံတဲ့စကားလေးရှိရင်ပြောခဲ့ပြပါဦး။ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဖြစ်ခဲ့တဲ့မြတ်အရာအလုံးကိုခွင့်လွှတ်ပေးပါ။အကုန်ကဘကမှားတာရှိရမတွေ့နိုင်တဲ့အချိန်တွေအတွက်မိသားစုမဆုံးနေနေတဲ့အချိန်တွေအတွက်အားလုံးကို ခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒီချိန်မှာအားလုံးမိသားစုအားလုံးပြန်လည်ဆုံးတွေ့ခြင်းနဲ့အားလုံးမိသားစုအားလုံးလည်းနှွေးထိတဲ့မိသားစုတိုင်းစီကိုကုမိသားစုတိုင်းစီအချိန်မှန်အများဆုံးပြန်လည်နှွေးထိတော့ပြန်လည်ပေါင်းစည်းနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့တခုလောက် sharing လေးလုပ်ခဲ့ပြပါအောင်ဒီစင်ကာပူနဲ့အခုအကြိုင်နေကြတာဆိုစင်ကာပူပေါ့နော်စင်ကာပူနဲ့ဒီ Thai နဲ့ကွာခြားချက်လေးပေါ့နော်ဟိုကနှစ်ခုလုံးမှာလုပ်လုပ်ခဲ့ဟိုမှာအကြိုင်ပို့လုပ်ခဲ့တာပေါ့ တော့ဒီမှာလည်းတစ်နှစ်ကျော်တော့နှစ်နှစ်ဒီပါတော့လုပ်နေပြီဆိုတော့ဒီနှစ်နိုင်ငံရဲ့စင်ကာပူနဲ့ထိုင်းရဲ့ကွာခြားချက်လေးရှိပြောပြပေးပါဦးကွာချက်လေးရှိရင်မဟုတ်ပြတော်တော်ကွာပါပါကွာပါတယ်အများကြီးကွာပါတယ်ဒီကတော့ဟိုလူလူတိုင်းရဲ့ system ပေါ့သူတို့ချမှတ်တဲ့ system စင်ကာပူက system ကြီးအရင်ကြီးမြင့်သွားပြီဟို transportation ဘိုင်းမှာရော communication ဘိုင်းမှာအများကြီးကပြောစရာမလိုတော့ဘူးတုံးက develop ဖြစ်ဖြစ်နေပြီ develop ဖြစ်သွားပြီထိုင်းကတော့ developing နဲ့မှာပဲရှိနေဦးမှာပါသူရဲ့လူတွေရဲ့ ဟိုချင်းရသိပြီးတော့မြန်မာနဲ့သိပ်မကွာပါဘူးအဓိကတော့ရန်ကုန်ရန်ကုန်နဲ့ရန်ကြီးကွာခြားနေတာကိုမရှိပါဘူးဒီကတူမှာနည်းနည်းလေးကွာခြားသွားတာဟိုနည်းနည်းမသိနေနည်းနည်းလေးပုံမြင်လာတယ်နောက်တစ်ခုကဟိုလမ်းမဆက်တဲ့ရေးကတော့သိပ်ရန်ကြီးကသူနောက်တစ်ခုတာဝါတာတော့ဒီ BTS နဲ့ MRT system တွေနဲ့ကောင်းလာတယ်လောက်ဒီပဲကျန်တဲ့ဘိုင်းကြီးကတော့ environment ဘိုင်းကြီးမှာတော့ရန်ကြီးကွာခြားပါဘူး ရန်ကုန်နဲ့တိတ်ကွာတဲ့မြို့တော့လူတွေရဲ့စိတ်ထိတ်စိတ်ထားကြတော့อืมစင်ကူရဲ့နေစိတ်နေစိတ်ထားကတော့တတိပုဂ္ဂလဆောင်ရင်မဲ့ထိုင်းနေရဲ့ဒီဘက်မှာကြတော့နည်းနည်းလေးဒါဥစ္စာနဲ့စရလေးတွေ့ရတယ်လို့ပြောတယ်ဒီမှာတချို့ထိုင်းနေရလဲမျိုးစုံမှာပဲကလားတော့ကိုယ့်ရဲ့ခံယူချက်ပေါ့อืมကျွန်တော်ရဲ့ခံယူချက်တော့တွေ့ရတဲ့ထိုင်းနေရတော့မဆိုးပါဘူးကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာတွေ့ရတဲ့ထိုင်းနေရတော့အမ်နေနေနေထိမှုပြေကွာမှုရရှိပါတယ်ဟိုအေရှန်နေရဲ့ကာချတိုင်းမှာပဲ မိကတော့ဒီဘက်မှာလည်းစီးပွားရေးဘက်နေမှာလည်းနောက်တရုတ်တွေဝင်ဆက်မှုတွေကတော့အစင်းကလေးထိုင်ရတော့တိတ်မကွာပေါ့အစင်းမှာလည်းတရုတ်တွေရဲ့စီးပွားရေးထဲမှာပါဝင်မှုကရှိတယ်လို့ဒီမှာလည်းရှိပါတယ်ဒါပေမဲ့အစင်းကတော့ပို့ပြီးတော့ဟိုတိုးတက်တာပေါ့နော်တော့လာတာအစင်းမြေတွေချုံမွေတယ်ကိုရက်တွေကောင်းတယ်နံပါတ်ဆက်တယ်မှုစနစ်ကြတယ်တန်ရှင်းတယ်စီကံပေါ့အဓိကတော့စီကံတည်ငြိမ်တဲ့တိုးတက်မှုရှိတယ်ဒါပါပဲအများကြီးတော့လေကွာကွာဟာရှိနေတော့မဟုတ်ပါဘူး ဒီလက်ထိုင်းလက်တဖြည်းနဲ့သူ့ဟာလည်းသူဖြစ်လာလို့ရှိရင်စစ်စတန်ကြလာတော့ထိုင်းကိုစင်ကိုလည်းမိလာမှာပါဟုတ်ကျေးဇူးပါကျွန်တော်တည်ကျင်လို့ပေါ့နော်အဲ့လိုမျိုးဘယ်လိုအများသောပြန်အချိန်တော်တော်များများကွာတယောက်လည်းနေနေတာလေအဲ့လိုအချိန်မျိုးတွေမှာပေါ့ဘလို့ဖြတ်တန်းလဲတယောက်တည်းဖြစ်နေတဲ့အချိန်မှာကိုယ်ခံစားချက်တွေကိုဘလို့ထိန်းတာလဲဥပမာတတိရတာဝမ်းနေတာလွမ်းတာတွေပျော်တာတွေမပျော်တာတွေအများကြီးအဆုံးရှိမယ်ကြာအဲ့ထဲမှာမှာအဲ့မှာဒီတယောက်တည်းဖြတ်တန်းနေရတဲ့ဟာကိုဘလို့မျိုးကြီးဖြတ်တန်းနေတာလဲဆိုတာလေအင်းဒီကတော့ ဗုဒ္ဓဘာသာလိုမျိုးတွေပဲလေတော်ရဲနေပြောင်းနေနေမယ်တစိတတာမယ်ကိုကိုလက်ရှိရှိတဲ့အချိန်မှာပဲအကောင်းဆုံးဖြစ်တယ်မြန်ရင်းစိတ်ထဲမှာဟိုရင်းခံစားရပြောင်းတဲ့လုံးကြီးလုံးကြီးဖြစ်လို့ထိကြံခံစားရဖြစ်လာခြင်းတော့နည်းနည်းတနည်းအားသွားလိုက်ပြတော့ပဲတငငင်းမောင်းနေတွေ့လိုက်တယ်ခဏလာပြီးသွားပြီเนาะဒါပေမဲ့အမြဲတမ်းတော့အကောင်းဆုံးတော့တရားခဲနေတဲ့တစိတတာလေဘုရားဘာသာသူရဲ့အတိုင်းပဲဖရာတရားကိုပို့ပြီးတော့ယုံကြည်ပြီးပို့ပြီးကာရှင်းနေတဲ့ကိုအချိန်အားရတယ်ညလိုတရားထိုင်နေ စိတ်မကြီးစိတ်တယ်ပေါ့ဗျာလောက်ပါတော်ပါစိတ်ထဲမှာဘုအေဂျင့်လာအောင်အဓိကလေးတက်ဖို့အရေးကြီးတယ်စိတ်လေးအေဂျင့်နေမှာမိမိကိုအကောင်းဆုံးဖြစ်အောင်နေနိုင်မှာမိမိပတ်ဝန်းကျင်ကိုအကောင်းဆုံးဖြစ်အောင်ဒီနေ့ကူညီနိုင်မယ်အဓိကကိုကိုရဲ့အေဂျင့်မဲနဲ့ကိုကိုရဲ့မလီချင်းမဲနဲ့ပတ်ဝန်းကျင်ကိုဘယ်လိုမှမကူညီနိုင်မထောက်ပံ့နိုင်ပါဘူးအဓိကကိုကိုကိုအေဂျင့်အောင်ရေလုပ်ပါကိုကိုကိုအေဂျင့်အောင်ဒီစားကိုကိုကိုတည်ညီအောင်တည်ဆောက်ပါဒါဆိုရင်ဘလို့ပဲနေနေဘယ်နေရာမှာမနေတိောက်တယ်အေးအေးဆေးဆေးဖြည်းဖြည်းချင်းနေသွားလိမ့်မယ်အားလုံးနဲ့လည်းအဆင်ပြေသွားလိမ့်မယ်ဒီကတော့ be happy in your present time um be active and be proactive thank you အခုနောက်ပိုင်းမှာလူတွေကစိတ်ပီစီမှုအရန်များလာတယ်ဗျာအိမ်နဲ့လည်းဝေးနေတယ်ဒီနိုင်ငံကြီးစီးပွားရေးလူငွေအရန်နေရှုပ်ရှက်ခတ်ပြီးတော့ခုနောက်ပိုင်းမှာလူငယ်တွေကကိုယ့်ကိုအဆုံးစီရင်တဲ့ကိစ္စတွေရှိလာတယ်ဗောနော်ဟိုတော့ပဲကျွန်တော်တကယ်ချင်းတယောက်ကျွန်တော်ပေါ်တာတယောက်ဘန်ကပိမှာဘန်ကပိဖတ်မှာဒီဘန်ကပိရအခန်းလေးမှာဒီ သူပန်ကာနဲ့ကျိုးနဲ့ခြီးပြီးတော့ဆူဆိုက်လုပ်သွားတယ်။အဲ့လိုမျိုးတွေပေါ့နော်။အဲ့လိုမျိုးတွေကြားနေမြင်နေရတယ်ဗျာ။ဒါမြန်မာနိုင်ငံသားတွေရောတခြားရွှေပြောင်းလုပ်သားတွေအများသောပြန်အဲ့လိုမျိုးညီနေကြတယ်။အဲ့လိုဖြစ်နေကြတယ်သူတို့ဘွားတွေက။အားနဲ့ပတ်သက်ပြီးတော့တခုခုဒီခန်းထဲမှာနေပြီးတယောက်တည်းနေပြီးတော့စိတ်ညစ်နေတဲ့ညီကိုတွေမိတ်ဆွေတွေတကယ်ချင်းတွေမောင်နှမတွေကိုကိုတော့ကလည်းစိတ်ညစ်ခဲ့တာပဲ။ ာတို့ကတော့ပြင်မလို့ကြော်ပြက်ခဲ့တယ်ဆိုပြီးတော့အဲ့လိုမျိုးအတူတူလို့ရအောင်ပေါ့အဲ့လိုမျိုးလေးတစ်ခုခုလောက်ရှိရင်ပြောပြပေးပါအောင်ဟုတ်တယ်လူအရရောဒီချိန်မှာတော့လူများတကာတိုင်းနိုင်ငံမှာရောက်နေတယ်ရောစိတ်စိတ်တွေရောဘုံရင်းညစ်နေကြမှာပဲလူကိုလုံငယ်ကြတာဟိုကိုတို့အလုံးအလောက်ကင်အဆင်မပြေရာလုံငန်းငယ်မှာတရားအောင်တဲ့အဆင်မပြေရာဟိုထိုင်းနေတဲ့ဟိုဘာသာကားပြောလို့အဆင်မပြေရာမျိုးမျိုးစုံမှာပဲဘဝလူဆိုရဖြစ်လာတဲ့အမြင်တော့နေတဲ့ဂျုံတွေ့နေရတာလူမှုဒုက္ခအများကြီးပဲ တကယ်ဘဝဘဝမှာကြုံတွေ့နေရတဲ့ခိုက်တက်တွေအများကြီးတနေ့တနေ့ကြုံရတဲ့ဟိုအမှုပေါင်းကလည်းအများကြီးပဲတွေ့နေ့တနေ့တွေ့ကျင်နေရခုနှစ်ညမှာနိုင်ငံမှာအစမျိုးကြီးရောက်လာတယ်ဒီမှာတွေ့ရတဲ့ခိုက်တက်တွေကလည်းအများကြီးပဲစိတ်ညစ်စရာတွေကြီးပဲပေါ့အဲ့လာတွေဟိုစိတ်ညစ်စရာတွေဒါကြီးပြည်ရိုင်းမထိုင်ပြီးတွေ့နေလဲပိုပြီးစိတ်ညစ်ဖို့ပဲရှိမှာပဲဒါပေမဲ့ဟိုစိတ်ညစ်စရာတွေမတွေ့နေရမှာမဟုတ်ဘူးရှင်ကြီးမှဖြစ်လာမှာဒါတွေဒါတွေကိုထိုင်ပြီးတွေ့နေပိုပြီးစိတ်ညစ်ရမယ်ပိုပြီးတော့ကရောက်မယ်ပိုပြီးအပူလောင်နေများမယ်ကိုကိုကိုပဲဖြီးစီးမှုတွေဖြစ်လာမှာပေါ့ ဟိုမှာခေါင်းလေးကြိုက်လာမယ်ပေါင်းချင်တဲ့မိနေတော့ဟိုတကူသွားချင်တယ်တောက်မယ်စားမယ်အဲ့လိုမျိုးအချိန်ချောရရလို့ရှင်လေကုန်တာပဲကိုကိုတိုင်းပဲဖတ်တယ်ကိုကိုတိုင်းပဲကိုကိုတိုင်းပဲခံစားရမှာပဲဘလောက်မှတောက်ပြီးလေခဏပဲမေးလို့ရမှာပြီးရင်လည်းကိုပဲဆက်ပြီးကောင်းကြိုက်တယ်ကိုရဲ့အကြမ်းအရင်းနေဆိုယူရင်းလာမယ်လောက်ပဲခံစားနေရမှာအဲ့ကြတော့အကောင်းဆုံးအကြံပေးချင်တော့ဟိုစိတ်ညစ်တဲ့နန်းတွေကိုစိတ်ညစ်စရာတွေကိုတနည်းမှာဝှက်ထုတ်ပစ်လိုက်ဟိုမှာ ဟိုရေကူးတာမျိုးလို့ဟိုကိုလက်လေ့ကျင့်ကလေးတို့မျိုးလို့လေ့ကျင့်ကလေးတစ်ခုဝင်ပြီးလုပ်မလဲအခုစရဲမအာယုအာယုစိုက်ချမ်းနေအဲ့လိုတွင်းထုတ်ပြလိုက်ဒီမှာတရှင်းနှထောင်တာမျိုးလို့ကိုယ်စိတ်ကမပြောနေအောင်အေးစေးကိုယ်စိတ်လေးအေးချမ်းနေအောင်ထားနိုင်မျိုးတစ်ခါလေးခဏလေးညင်ညင်နေနေရအေးချမ်းနေနေရလေးမှာခဏလေးဝင်ပြီးထိုင်နေတာမျိုးဟိုရေကန်လေးကိုကြည့်နေရမျိုးအဲ့လိုမျိုးကိုယ်စိတ်လေးအေးချမ်းအောင်ထားနိုင်ပြီးဖြည်းဖြည်းချင်းတည်နေအောင်လုပ်လာတယ်ဘူးလုတ်တော့ဘူးလိုအပ်မယ် မြိုင်းစင်းကြီးတယ်မလို့အခန်းထဲမှာပဲတွေးပြီးတော့ခန်းနေရရေးကြည့်ပြီးတော့အော်ငါ့တဲ့ဘူးမှမမရှိငါ့မှာကုညီမဲ့လို့မရှိဘူး safe စင်းရနေပြင်မဲ့နေတယ်အားရထွက်လာတယ်ငါဘလူးမှလည်းမလုပ်ပြီးနိုင်ဘူးငါငါ့တို့အလုံးကဒုက္ခရောက်ကြတယ်အဲ့လိုတွေးနေရင်တွေးတွေကအတွေးဆိုတာပဲအတွေးကြောင့်လည်းကိုယ်ဒီပြင်မလာတယ်အတွေး safe စင်းမှုအတွေးတွေအတွေးပေါင်းစုံလာတယ်ကိုယ်ကိုနေကြလာပြီးတော့တစ်ချိန်ချင်းမှပဲအော်ငါဒီဘွားကြီးမှနေရတာမနေသင့်တော့ဆိုပြီးတွေးလာပြီးတော့အဲ့လိုမျိုးအမားတွေလှုပ်လိုက်မိတယ်ဟုတ်ဘာဖြစ်လဲဘာမှလားကိုယ်တော့လည်းအကျိုးမရှိဘူးညီမလည်းအကျိုးမရှိဘူး ဒါပေမဲ့အဲ့လာလေကိုကချင်းကြီးစလို့ပါပြန်ပြီးပြောင်းလဲပြရမှာတစ်ဖက်ကောင်းတဲ့ဘက်ကိုအမှန်နဲ့အမှန်တရားပဲသူကဘယ်လိုကောင်းအောင်လုပ်မလဲဘယ်လိုကောင်းအောင်ယူထမ်းမလဲဘယ်ဟာတွေကဒီဟာတွေလမ်းကြောင်းမှန်လာမှလာကိုကဘယ်အဲ့တော့ဆိုပြီးအကူလူလာပါတော့လေအကလည်းဒီနေ့လမ်းကိုမတွက်ဖြစ်နေအကောင်းဆုံးကျသသူများတကလည်းလူရောက်ကြလို့ဘာမှမဖြစ်ဘူးအလင်းတော့ပေါင်းပြီးကိုရောက်အချိန်ရတဲ့အချိန်မှာလေးလာကျသဆက်ပြီးတော့စာလေးကိုလေးလာအတင်းပြောပြတင်ပြတင်ပြလို့ရှိရင်နားထောင်ကောင်းတဲ့ positive ပြီးတဲ့အဆောင်တွေကိုဖတ် positive bias အတွေးအတွေးတွေကိုဖတ် negative bias အတွေးတွေကိုဖတ်ခြင်းဒါဆိုရင်ကိုကိုကိုအကောင်းဆုံးတည်ဆောက်နိုင်လိမ့်မယ်လောဘကြီးကကိုကိုနေတဲ့ဘဝကြီးပေါင်းကြီးရလက်လာလာလိမ့်မယ်လူတွေကပြောရဆိုရချင်မှလည်းကိုဘကအမြင်ဆုံးစာပြီးပြောလိုက်သူတုံးတုံးမပြေမကိုဘကစာပြီးပြောလိုက်ချိန်မှာအကောင်းဆုံးကိုကိုပေးသနိုင်လိမ့်မယ်အကောင်းဆုံးနေပြလာလိမ့်မယ်အဲ့လိုပဲအကိုကယုံကြည်ပါတယ်အဲ့လိုပဲဆက်သွားနေမှာကျေးဇူးပြုံးနေလိုက်ပါဘာပဲဖြစ်ဖြစ်ပြုံးတာတာရီရော ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီရင်မြချအစီအစဉ်ကိုနားဆင်နေကြတဲ့မိတ်ဆွေငယ်ချင်းတွေအတွက်အခုရဲ့ scarlet song လေးပြောပြပါဦးอืมဒီမှာလူငယ်တွေမြေတော်မှာအော်လမ်းပြောင်းနေတဲ့လူငယ်တွေရောလမ်းရှာမလို့တဲ့လူငယ်တွေရောတိုင်ပတ်နေတဲ့လူငယ်တွေရောအားလုံးလမ်းလေးအမြဲတမ်းပြင်လာပါသည်လမ်းကောင်းလမ်းမှန်ပေါ်လေရောက်ကြပါသည်တွေ့ဝင်နေတဲ့ညီကောင်မတို့တွေအားလုံးလည်းအားလုံးတွေ့ပဲနဲ့လက်ရှိကိုရတဲ့အခိုင်အမာပြေ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 ာရှင်ရှင်နဲ့ပြသနိုင်ပါသည် အားလုံးတစ်စင်းနဲ့တစ်စင်းဘဝတွေ level တွေကိုမြင့်တင်နိုင်ကြပါစေလို့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဒါတော့အရှင်မြတ်စကားသမားစီစဉ်မှာကိုတန်ဒီရယ်ကသူ့ရဲ့ဘဝအတွေ့အကြုံတွေကို sharing လုပ်ပေးသွားတာပါ။အင်းရနေထွက်သွားတဲ့လူတိုင်းရဲ့စိတ်ထဲမှာအိမ်မတစ်ခုပဲရှိရယ်။တချို့ကမိသားစုအတွက်တချို့ကအနာဂတ်အတွက်ဒါမဲ့နှစ်တွေကြာလာတဲ့အခါမှာအဲ့ဒီအိမ်မကအများကြီးထပ်ထွက်ကြတော့ပါ။ဟုတ်ကဲ့ဒါတော့အရှင်မြတ်စကားသမားပါ။ မိတ်ဆွေတို့လည်းမိတ်ဆွေတို့ရဲ့ခံစားချက်တွေကိုပြန်လဲဝေမျှပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျာကျွန်တော်အရေးဆုံးချက်ပါနားဆင်ပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ